အနုပညာလောကမှာတဆလေးမှမတည်တဲ့အနုပညာရှင်လေးရောင်းဒီဗီဒီယိုထဲမှာတော့အချင်းချင်းတဆလေးမှမတည်ထားတဲ့အနုပညာရှင်လေးကို ပြောသွားမှာပါလူတစ်ယောက်နဲ့တစ်ယောက်မတည်ဘူးဆိုတော့ကဖြစ်တတ်ပါတယ်ဒါပေမဲ့အနုပညာရှင်လေးရှင်ဖြစ်တဲ့အခါပြည်သူချစ်တဲ့အနုပညာရှင်လေးဖြစ်နေတော့သူတို့ကြားကပြဿနာတွေရလဲတနိုင်ငံလုံးသိတဲ့တိုင်းပြည်ပြည်သူပြဿနာကြီးတွေဖြစ်သွားတတ်ပါတယ်နံပါတ်၄တချင်းတစ်ပုတ်ကြောင့်မခေါ်နိုင်မပြောနိုင်ဖြစ်ခင်ရတဲ့နီနီကင်စော်နဲ့အိုင်ရီစင်မမြေ နမကြီးတင်းဆရာတရားမေတခြင်းကိုသူဆုံမင်းငါဆုံမင်းဆိုပြီးအပြိုင်လူကြရာကနေရှမ်းဖြစ်ကမခွန်နိုင်မပြောနိုင်ဖြစ်ခင်ရတာကအစိုးရနီနီခင်စောနဲ့အိုင်းရင်စင်မမြင်မအစောပိုင်းမှာတော့သူတို့ကတငယ်ချင်းနေလို့ဆိုပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့စီးကိန်းမှာတခြင်းဆိုတဲ့ကိစ္စတခြင်းလူကြရင်မတည်ကြတာပါအခုတော့သူတို့နှစ်ယောက်ကပြန်ဆင်ပြေးသွားပြီလို့ဆိုပါတယ်နံပါတ်3မိုးကြီးကုန်နဲ့တင်ဆောင်ဝင်ကြလို့တိုင်းပြည်ပြည်တည်တဲ့ပြဿနာ နောက်တစ်ခုကနားလည်မှုလွဲမှားမှုလေးတစ်ခုကနေမြန်မာနိုင်ငံရုပ်ရှင်စီယုံထီရောက်ရှိသွားခဲ့တဲ့ထိတ်တန့်မင်းသမီးနေအောင်ဖြစ်တဲ့မိုးရီကွန်နဲ့တင်ဆောင်ဝင်းကျော်ရဲ့ပြဿနာပဲဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာတင်ဆောင်ဝင်းကျော်ဟာတရေစဝင်ကန်းအတွက်မိတ်ကပ်အထူးချင်းလေးချဲပြီးနိုင်ပေါင်းများစွာစောင့်ဆိုင်နေခဲ့ရပါတယ်။သူနဲ့တူတရုတ်ဆောင်ရမယ်မိုးရီကိုကရိုက်ကွင်းကိုရောက်မလာခဲ့ပါဘူး။တကယ်တော့မိုးဟီကိုဟာသူ့မိခင်ရဲ့ကျမ်းမာရေးရေးပေါ်ခြင်းကြောင့်ရှောင်းမလာနိုင်ခဲ့တာပါ ဒါပေမဲ့အလုပ်အတွက်အချိန်ငွေကြီးနဲ့အားဆိုင်မှုအပြင်နဲ့စောင့်နေကြရတဲ့သင်္ဆောင်းဝင်ကျော်အတွက်တော့ဒါဟာအလွန်နစ်နာစေခဲ့ပါတယ်။အထူးသဖြင့်မျက်နှာပေါ်ကမိတ်ကပ်တွေကြောင့်အခြေပြပျက်စီးမှုကိုပါစိုးရင်ခဲ့ရတာကြောင့်မိုးရီကိုဘက်ကလူသိရှင်ကြားတောင်းပန်မှုတောင်းဆိုခဲ့ပါတယ်။မိုးရီကိုဘက်ကတောင်းပန်ခဲ့ပြီးမှနှုတ်ကြားမှာစင်မပြေမှုတွေဆက်ဖြစ်ခဲ့ပြီးပြဿနာကပုံမကြီးထွားလာခဲ့တာနောက်ဆုံးမှာတော့ရုပ်ရှင်အစီအုံကျောင်းဝင်ညှိနှိုင်းပေးခဲ့ရတဲ့ဒီပါဖြစ်ခင်ရပါတယ်။နံပါတ်၄ အင်းမြတ်သူနဲ့ပိုးချပြုခင်ရဲ့ပွဲမီဒီယာအင်တာဗျူးတွေကနေတစဉ်အပြန်အလှန်စကားလုံးတွေနဲ့ရှမ်းဖြစ်ပူတာကမင်းသမီးအင်းမြတ်သူနဲ့ပိုးချပြုခင်တို့ပါသူတို့နှစ်ယောက်ဟာမိုးကောင်းငယ်အင်းမဆန္ဒတွေမှာအတူတူသရုပ်ဆောင်ရင်းကနေစတင်ပြီးမကြေလည်မှုတွေဖြစ်ခဲ့ကြတာပါ မင်းသမီးအေးမြတ်သူကမီဒီယာတစ်ခုနဲ့အင်တာဗျူးမှာပို့ချပြုခင်ဟောင်းစီနီယာဖြစ်တဲ့သူပေါ်မှာလေးစားမှုမရှိဘဲကြောတဲ့အထံတွေလုပ်ခဲ့ကြအောင်ဒါပြင်နုပညာလမ်းကြောင်းမှာစုံကမ်းမတိုင်ခင်ကလေးမေဖြစ်သွားတဲ့ပုံမှာပါပွင့်ဝင်လင်းလင်းဝေဖန်ပြောဆိုခင်ပါတယ်ဒီစကားနေအောင်ပြည်သက်တီချာမယုံအမှုပညာအတိုင်းဝိုင်းမှာပါခရက်ရိုက်သွားခဲ့ပြီးပို့ချပြုခင်ဘက်ကနေဒီဆွဆွဲချက်တွေကိုလုံးဝလက်မခံခဲ့ပါဘူး သူမကလည်းကုန်လူပညာကိုရှုံးမှုစူးစမ်းခဲ့ကြောင်းနဲ့ကလေးမဖြစ်ရတာဟာကိုပိုင်ရွေးချယ်မှုဖြစ်ပြီးပျော်ရွှင်ရတဲ့ဘဝပါဆိုပြီးခက်ပြက်ပြက်ပဲပြန်လည်တုံ့ပြန်ခဲ့ပါတယ်။နမတိန်ချူလေးနဲ့မိမိကိုကိုနမဲကြောင့်ဖြစ်ခင်ရတဲ့ပြဿနာမင်းသမီးချူလေးနဲ့မင်းသမီးမိမိကိုကိုတို့ကြားကနမဲရှိနောက်ပြဿနာကလည်းနမဲကြီးပါတယ်။ ဇလန်တွဲတစ်ခုရဲ့ကတော်ပွဲပြီးခန္ဓာမှာတရုတ်ဆောင်ရဲ့နာမည်စင်းကြီးညာတဲ့အခါအနုပညာတတန်းရာစီနီယာကျတဲ့ချူလင်းရဲ့နာမည်ဆောင်ဂျူနီယာဖြစ်တဲ့မိမိကိုကိုရဲ့နာမည်ကအရှိကိုရောက်သွားခဲ့ပါတယ်။ MRT4 ဇလန်တွဲတွေကလည်းပြိတ္တအပိမှုခိုင်မာရရှိပြီးသားဖြစ်တဲ့ချူလင်းတို့ဒါဟာသူ့ရဲ့ professional ဂုဏ်ပုဒ်ကိုမလေးစားရလျှောက်တယ်လို့ခန်းစားခဲ့ရပါတယ်။ဒီအတွက်ကြောင့်သူဟာအလွန်မဲစိတ်မကောင်းဖြစ်ခဲ့ပြီးအဆိုပါစကားမှဆက်လက်မပါဝင်တော့ဘဲနှုတ်ထွက်သွားတဲ့အထိဖြစ်ခဲ့ပါတယ်။ အခုပြောပြခင်တာကတော့အချင်းချင်းမတည့်ကြတဲ့နုပညာရှင်တွေပဲဖြစ်ပါတယ်။ဒီနုပညာရှင်တွေနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။